show that တသက်ပြခိုင်းတာ the linearization of linearization ဘသူရဲ့လဲဆိုရင် function ပေးထားပြီးသား f of x function ကဘလောက်လဲဆိုတော့1 x the whole power k ဘလောက်မှာလဲဆိုရင် at x is equal to 0မှာမိကွာအမှပြီးသွားပြီ x ဖြစ်ပါတယ်တဲ့အဲ့တော့ x equal to 1 kx အဲ့တော့ဒီပု္ပ္ပာအဖြေပေးပြီးသားအစင်သိမ့်မယ် root that ဆိုတော့ဒါအဖြေပဲအဲ့ဒီပု္ပ္ပာကိုအဖြေမပေးဘဲနဲ့ဒီလိုလဲမေးလို့ရတာပဲမေးခွန်းကို show တတ်လို့မမေးဘဲနဲ့ fine ဆိုပြီးမေးလိုက်လဲရတာပဲအဲ့ဒါဆိုဒီအဖြေရအောင် သမီးကတွက်ပြရမှာနော်ဒီဖြေထွက်တဲ့ကြောင်ပြက်တွက်ပြရမှာပေါ့နော် show တတ်ကတော့အဖြေပါပြီးသားဆိုတော့ပိုးလွယ်သွားတာပဲရှိတာနော်ဒီနေရာမှာ show တတ်အစာ fine နဲ့မေးလဲရတာပဲ function ကိုပေးထားတယ် linearization ရှာခိုင်းတယ် allo h ရှာရုံပဲလွယ်လွယ်လေးပဲ x is equal to 0အမှတ်မှာဆိုတာက x is equal to 0တန်ဖို့ဆိုတာအဲ့ဒါဘာကိုပေးတယ်လို့ထင်မလဲ x is equal to 0အတွက်ဒီ function ရဲ့ linearization တန်ဖို့ကိုရှာပါတဲ့ဒါကဘာကြီးတော့ center of approximation เนาะအဲ့ဒါသိရမယ် เนาะဒီကောင်ဒီ Center of Approximation အမှတ်ဟုတ်ပြီပုံသင်နည်းလေးဆိုပါအောင် LOS ပုံသင်နည်းအဖော်အေနော်စန်တာအပရိုဆီဗေးရှင်းတွင်ပြီ plus a prime or a a minus a ဒီမှာရှိတဲ့ x ကဘာထဲမှာလဲဆိုတော့ဘာမှမထည့်ဘူး A တွေကဘယ်သူတွေလဲဆိုတော့ Center Approximation Point ကိုတွင်းမှာ F4 A အတွက်က function ပေးထားတော့ရှာလို့ရပြီ Apply on A မရှိတဲ့ကြောင့်ကိုအရင်ရှာရမယ်အဲဒါကြောင့်အရင်ဆုံး solution က differentiate ကိုအရင်စရှာမယ်အဲတော့ function အရင်ကူးလိုက်တယ်သူ့ကို first derivative တွင်းမယ်ဘယ်လောက်ရမလဲရှိကြည့်ပါ อืมทะญ้วอ่ะ k ဆိုတော့ power ရှိချလိုက်တော့ k 1 plus 8ทะญ้วကိုတစ်ခုလျှော့တော့ k minus 1ဒါပဲเนาะအဲ့တော့အဲ့ဒါလေးကိုဆရာမရှာတင်တာတွေရှာမယ်အဲ့တော့ဘာတွေရှာမလဲ a for a ရှာမို့ a for 0ရှာမယ် equal 1 plus 0 power k ဆိုတော့1 power k 1 power k ဒီ1ပဲပေါ့เนาะ base က1ဖြစ်နေတော့1 power k က1ပဲဒီလိုလေးရှာခဲ့လိုက်မယ် f for a prime or 0ဆက်ရှာမယ်เนาะ a prime or 0ဆက်ထားဖက်ဆက်ရှာမယ်ဘယ်သူ x နေရာမှာဘယ်လောက်သွင်းမှာလဲဆိုရင်0အတွင်းမှာ k 1 equal 1 to the power k 1 1ဒီထန်ညုံးဘယ်လောက်ပဲတင်နေ1ပဲဆိုတော့ဒီအတွက်ကအဖြေက k နားလည်လားเนาะအဲ့တော့ linearization ဒါကြောင့် l of h equal to f of a နေရာမှာ0ထည့်လိုက်ပြီး plus f prime of 0 h minus a နေရာမှာ0 equal f of 0ဆရာမရှာထားခဲ့တယ်1 plus f prime of 0ရှာထားခဲ့တယ် k နောက်မှာ h minus 0 x 0က x ပဲဆိုတော့1 kx လိုချင်တဲ့ပြုသက်ကိုရောက်သွားပြီ နော်ဒါလေးကိုဆရာမဆန္ဒပြောသလိုရှိုးသက်ပုသက်အနေနဲ့မေးတာမဟုတ်ဘဲနဲ့လည်းမေးလို့ရတယ်ပေါ့နော် fine ဆိုပြီးတော့လဲနော်လော်လော်လေးပဲအဲဒီလို function လေးတွေကိုလည်းသူက linearization မေးတာကိုအဲ့လိုရှိုးသက်ပု္ပ္ပာအနေနဲ့လည်းမေးနိုင်တယ်တန်ဖိုးလေးတွေမပါဘဲနဲ့ပေါ့နော်အခုဒီပု္ပ္ပာဆိုတန်ဖိုးမှမပါတာထညောကဘယ်လောက်လဲဆိုတာမသိဘူးလေနော်ကိန်းကဏ္ဍမပါဘူးဖြစ်တယ်နော်အဲဒါမဲ့ဒီ k က constant ဆိုတာတော့အဲကိုသဘောပေါက်မယ်ပေါ့နော်ပြီးရင် x ကတော့ variable function ပေါ့ဒါဆိုရလာဒီပေါ့ရတယ်เนาะကဲဒါဆိုရင်ဆရာမတို့သူနဲ့စိုင်နဲ့ linearization နဲ့စိုင်နဲ့ဟိုပုံစံပေါ့เนาะ extra ပုံစံလေးတွေတချို့ပုံစံလေးတွေလေ့ကျင့်ကြည့်ပါမယ်ပြီးရင်ပြီးရင်ဒီဒီ chapter 9ကို overview ပေါ့เนาะ overview တပုတ်စီသမီးကိုထပ်ပြီးတော့ try ခိုင်းမယ်ဘယ်နှစ်ဖြစ်မလဲသမီးစံပွဲ2022 ဟိုမနေ့ပြန်ကမနေ့ပြန်အတန်းကြီးရှိတယ်နော်သမီးအရှိတယ်အဲ့တော့စာကြည့်လို့မပြီးသေးဘူး chapter 9ရများတာတော့များတော့လေအဲ့မပြီးသေးဘူးဆိုလို့ရှိရင်တောက်ကြနေမှဖြည့်မယ်ဆိုရင်လည်းတောက်ကြနေမှဖြည့်လိုက်ဗုဒ္ဓဦးကျက်သားရင်းနှစ်ရက်ကိုကြည်လိုက်ဆီယမမနေ့ပြန်ကိုသမီးတကယ်လို့ကြည်ရင်းနဲ့မေးနေတာရှိရင်နေ့ပြန်ကြရင်မေးဆီယမရှင်းပြမယ်မရှိဘူးမေးနေတာမရှိဘူးဆိုလို့ရှိရင်တော့ဆီယမ chapter 10ကိုဆက်သွားတော့မယ်နော် ဖြေးလိုက်နော်အများများနေတယ်သမီးစာနည်းနည်းဟိုပြန်ကြည့်ဖို့ formula တွေလည်းမှတ်ဖို့လို့အဲ့တော့ဒီနေ့အခုဆက်ပြီးတော့ဒီနေ့ကတော့ chapter တန်းမသွားသေးဘူးဆရာမဒါလေးကိုသမီးကိုအရှိရာဟာတွေရောတချို့ချို့ပုံလေးတွေတွက်တွက်ကြည့်တွက်ကြည့်ရအောင်မယ်နော်နည်းနည်းလေးဟောလုပ်လိုက်အောင်မယ်ဟုတ်ပြီ linearization နဲ့ပတ်သက်တဲ့ပုံစံသွားမယ်ဆန္ဒရှိုးသက်လေးကပြီးမှတွက်လိုက်ရရမလားလွယ်နော်ရရနော်ဒါဆိုရင်ဆရာမသမီးကို linearization နဲ့ sign နဲ့တချို့ ပုံစံလေးတွေကိုစာမွဲဥက္ကရှင်မှာမေးသွားဘူးတဲ့ပုံစံလေးတွေကဘယ်လိုပုံစံလေးတွေလဲဆိုတာကိုနည်းနည်းလေးရင်းနှီးသွားအောင်လို့တွက်မယ်အဲ့တော့ linearization ကမေးနိုင်တာဘာလဲဆိုရင် allocate မေးမယ်ပြီးရင် chain in increase လို့ chain in decrease လို့ပြီးရင်ဘာထပ်မေးလို့ရလဲဆို error เนาะဟုတ်တယ်เนาะ error မေးလို့ရတယ် ဲ့တော့သမီးမေးခွန်းထဲမှာ linearization တို့ပါသည်ဖြစ်စေမပါသည်ဖြစ်စေနောက်တစ်ချက်သတိထားဖို့လိုတာက approximate values လို့မေးလာခဲ့ရင်လည်းအတူတူပဲပါလဲ linearization ကဏ္ဍကိုရောက်သွားပြီဆိုတာသတိရမယ်နော်နော်ဒါလေးရဲ့သုံးမှတ်တမ်းပုံစံလေးမေးခွန်းဟောင်းဒီနှစ်ပေါ့နော်2025မေးခွန်းဟောင်းမှာမေးထားတာ तू ကတော့ဟိုចောင်းသားကိုမသိမှာဆိုလို့နေမှာပေါ့နော် use linearization ဆိုပြီးတော့ပါတယ်မပါခဲ့ရင်လည်းကို ရရမယ်ဆိုတာကိုပြောချင်တာဆရာမလေး approximate မနေ့ကဟာနဲ့ပုံစံတူလေး approximate the values of churu of 513အဲ့အတွက်ကြည့်အောင်တမီးနော်ဒါသုံးမှတ်ပုံစံမနေ့က exercise တွေနဲ့ဆင်းတယ်နော်တမီး အဲ့တော့ critical point ကိုမေးတယ် find the critical point critical point ကိုရှာပေးပါတဲ့နော် alpha is တန်ဖိုးက3 minus 2 x minus 1 the whole power 4ဆိုပြီးတော့ပေးချက်ကပေးထားတယ်အဲ့တော့ဆရာမတို့ဒါလေးကိုဘာတွက်ရမှာလဲဆိုတော့ critical point မေးတယ်ဆိုရင်ဆရာမတို့ဘာတွက်ရလဲ first derivative လောက်ရတယ်နော်အဲ့တော့တခါရှိပ်ပါမယ် function ကိုနော်မင်းတို့ကဒါတွေကိုပြန်ကူးမနေပါနဲ့တခါတည်းသာရှိပ်လိုက်ပါဆရာမက ဒါပြန်ပြီးတော့ရေးနေကြရေးမှုလို့ရေးလိုက်တယ်ပါဝါလေးရှေ့ချလိုက်တော့ for အော်ရှိနေပြီเนาะရှိနေပြီဆိုတော့3ဒီ constant constant ကိုရှိတော့0ဆိုတော့ဆရာမမရေးတော့ဘူးဒီမှာ minus ရှိတာရှိမှာပဲမပြောက်သွားဘူးပါဝါလေးရှေ့ရှေ့ချလိုက်တော့4 နော်4ရှေ့ချက်ကျသွားပြီ 2x-1 2x-1 ပဲပါဝါ၄ဓာတ်ကိုတစ်ထပ်တင်အဲတစ်ခုလျှော့တော့ပါဝါ၃ဓာတ်ဖြစ်သွားပြီ4-1ဒီ3ပါအဲ့တော့တစ်ခုလျှော့တော့ပါဝါ၃ဓာတ်ဖြစ်သွားပြီပြီးရင်အတွင်းထဲမှာဒီခွင်းစာခွင်းပိတ်ထဲကတန်ဖို့ဒီ x မဟုတ်ဘဲနဲ့ 2x-1 ဖြစ်နေတဲ့အတွက်ကြောင့်သူ့ကိုပြန်ရှိတ်မယ်သူ့ကိုပြန်ရှိတ်တော့ 2x ကိုရှိတ်တော့2ရတယ်အဲ့ဒါအမြောက်ရတာနော်အဲ့တော့ into 2 multiply by 2နောက်က -1 ကိုရှိတ်တော့ 0ဆိုတော့ဆရာမမရေးတော့ဘူးအဲ့တော့800 -4 နဲ့ဒီက2လေးနဲ့မြှောက်လိုက်တော့ -8 2h 1 to the power 3ဒီလိုရမယ်အဲ့တော့ဆရာမလိုချင်တာဒီ critical point ကိုရှာချင်တာဒါကြောင့်သူက fashion ဒီပိုင်းတွေမပါဘူးဒီတစ်ခုတည်းပဲဒါကြောင့်ဒါကိုတန်းပြီးတော့0နဲ့ပေးညီလိုက်မယ် 2h negative -1 the whole 2 equal to 0 minus 8ကမြောက်ထားတယ်သွားစတော့0ပဲ 2h -1 the whole 2 equal to 0 တဟိုးကျူကိုဖျောက်ချင်တော့ကျူတူတက်တယ်ဟိုဘက်ကလည်း0ဆိုတော့0က0ပဲ 2h 1 0အဲ့ဒါဆက်ရှင်းမယ် 2h 1 h 1 over 2ဒါကြောင့် critical point အမှတ်ဒီ h တန်ဖို့1 over 2ဒါပဲရေးလို့မရပါဘူး तू point လို့မေးတဲ့တောင်ဆက်မှာ y လေးပါရှာပေးမယ် a တန်ဖို့1 over 2မှာ y ဘယ်လောက်လဲတွင်းပါမယ်ဘယ်မှာသွားတွင်းပါလဲမူလပထမ function မှာတွင်းပါပါဒါကြောင့် f of 1 over 2 equal to 3 minus 2 x ညမှာ1 over 2တွင်းတယ် minus 1 the whole power 4အဲ့တော့3 minus 2နဲ့2နဲ့ကြည်သွားတယ်1နဲ့က1ကိုနှုတ်တော့0ဖြစ်သွားပြီ0ကို၄တက်တင်တာ0ပဲနောက်တုံညတွေပဲရတော့မယ်အဲ့တော့အဖြေဒီ3ပါဒါကြောင့်ဆ iam မရဲ့ critical point အဖြေလေးဒီ answer လေးဒီဘယ်လိုရမလဲဆိုတော့ critical point ဒီ is 3 a s t a m b o 1 over 2 y d a m b o 3အဲ့ဒီလိုလေးဖြည့်ပေးမယ်။ရမယ်နော်။အဲဒီတပုတ်လဲ critical points ပဲမေးတယ်ဒါပေမဲ့ point မှာ s ပါတော့အမှတ်ဒီတမှတ်ထဲမဟုတ်လောက်ဘူးเนาะတမှတ်ထက်ပိုတဲ့အမှတ်တွေဖြစ်မယ်ပေါ့เนาะအဲ့တော့ဆရာမဒီမှာဒါလေးကို function လေးအရင်ပြန်ရေးလိုက်မယ် function တန်ဖိုးလေးက f of x နော်မရေးချင်လည်းရတယ်နော်နံပါတ်တန်ဆိုပေါ့ h2 h minor 4 function နှစ်ခုတည်းဒါလည်း variable h ပါတယ်အရှိရ h2 ပါလဲနောက်ကဟာလည်း variable h ပါတယ်အဲ့တော့ variable h2 ရဲ့ variable h ပါနေတဲ့ h minor 4ရဲ့နှစ်ခုတည်း product မြောက်ထားတယ်မြောက်ထားတော့ u ထား v shape v ထား u shape ရှေ့ထားနောက် shape နောက်ထား shape shape အဲဒီလိုသွားပါမယ်အဲ့ဒီအတွက်ကြောင့်ဆရာမဒါလေးကို shape ပါမယ် f prime or h equal to ရှေ့ကိုထားတဲ့ h2 နောက်ကိုရှိတဲ့ h minus 4ကိုရှိတော့ h ကိုရှိတာက constant ကိုရှိတော့1အဲ constant ကိုရှိတော့1မဟုတ်ပါဘူး h ကို h နဲ့ရှိတာက1နောက်က minus 4ကိုရှိတော့ constant ကိုရှိတော့0ဆိုတော့ဒါ1ပဲရမယ် plus နောက်ကိုထားတဲ့ h minus 4ရှေ့ကိုရှိတဲ့ h2 ကိုရှိမယ် power ရှေ့ချလိုက်တဲ့3တခုလျှော့တဲ့ h square เนาะ h ပဲမို့လို့ ကိုရှိတဲ့ကောင်ဒီ ace ပြမလို့ပြန်ရှိပေးစရာမလိုတော့ဘူးရပြီအဲ့တော့ h2 plus ဝင်မြောက်လိုက်တဲ့ 3h2 minus 432 4h square ဆက်ရှင်းမယ် 4h2 minus 12h square ဒါကဘုံထုတ်အောင်မလားရသေးတယ် 4a square ကိုပုံထုတ်လိုက်မယ်ရှေ့မှာကျန်တာဒီ a နောက်မှာကျန်တာဒီ432 x square ကလည်းထုတ်ပြီးသားဆိုတော့ဒါပဲကြံမယ်အဲ့တော့ဆီယမရှာကျင်တာဒီ critical point ဒါကြောင့် critical point အတွက်ကဆီယမ 4x square x minus 3တန်ဖိုးလေးကိုဆီယမ0နဲ့ပေးညီလိုက်ပြီးပေးညီလိုက်တော့နှစ်ခုရှိသွားပြီဓမ္မ 4x square ကမြောက်ထားတယ်ဟိုဘက်ကိုသွားစားတယ်၃ညနဲ့သွားစားတော့၃ညပဲရမယ်လို့သွားမလုပ်ပါနဲ့ဒီအရှိရ 4x square အတွက်လည်း equal 0ရယ်နောက်တစ်ခါ and နော် critical point နံပါတ်ဖြစ်သွားပြီ h is equal to uh, h minus 3 equal to 0ရရှိမယ်အဲ့တော့ဒီမှာ 4h square equal to 0မှာ h square equal to ဒီ4ကလာစားလိုက်တော့0ပဲရမယ်အဲ့တော့ h is equal to 0ပဲနော်အဲရေးမိတော့ပေါ့နော်ဒါလေးကို h is equal to 0ဆိုပြီးတော့ပဲတန်းပြီးတော့ရေးထားခဲ့လိုက်တော့မယ် နောက်တစ်မှတ်ကပါလဲ ACC equal to 3ပါအဲ့တော့ ACC equal to 0နဲ့ ACC equal to 3မှာ critical points တွေရှိပါတယ်ဒါကြောင့် point မှာလဲ s ပါတာပါပြီးပြီလားမပြီးသေးဘူး y တန်ဖိုးသွင်းပါမယ်ဘယ်မှာသွင်းမှာလဲ f of x မှာသွင်းပါပါမှာသွင်းလို့မရတော့ပါဘူး f of 0ရှာမယ် f of 3ရှာမယ် equal 0သွင်းမယ်0ကို0 0သွင်းလိုက်တာနဲ့သူကဒီမှာ0ကျုဆိုတာနဲ့အကုန်လုံး0ဖြစ်သွားတော့0ပဲ3သွင်းမယ်3 3ဓာတ် နော်33တဲ့ဆိုတော့33လေးကိုကို33နဲ့ဆက်ခွန်27နောက်က3တွဲလိုက်တယ်3 4ဆိုတော့ -1 အဲ့တော့ answer ဒီ -27 ဒါကြောင့်ဆရာမတို့ရဲ့အဖြေလေးကနှမက0.0နဲ့3 -27 ဒီလိုရမယ်အဲ့ကြောင့် critical points are နံပါတ်10ဆိုတော့ဆရာမဒီလိုလေးဖြည့်ပေးလိုက်မယ် critical points are 0.0 and ဒီလိုအတိုကောက်တွေမရေးပါနဲ့เนาะရေးမယ်ဆိုရင်လည်းပြောတာမရေးခြင်းလည်းရတယ်เนาะဒီအဖြေပဲ0.0 and 3.7လို့ရေးပေးလိုက်လည်းရပါတယ်เนาะ